ဆက်ကလေးကတီဗီပေါ်မှာအရေးပေါ်ကြီးညာချက်တစ်ခုကလေးစိတ်တစ်ခုမှာဗိုင်းရပ်အသစ်တစ်မျိုးပေါ်ပေါက်လာတဲ့အကြောင်းကြီးညာနေခဲ့ပါရီကူးဆက်ခံရတဲ့လူတွေကအရန်ကိုကြမ်းတမ်းပြီးတော့မကြခင်မှာပဲလေးစိတ်တစ်ခုလုံးမီးလောင်သွားခဲ့ပါရီနလလောက်ကြာပြီးနောက်ဗိုင်းရပ်ကကဘာတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပြီးကဘာကတ်ယောဂါဖြစ်လာခဲ့ပါရီလူတွေကိုစွန်ပြီးဖြစ်သွားစေခဲ့ပြီးတော့ဖီရဲလို့ခေါ်တဲ့တက်တဝဝေအဖြစ်ပြောင်းလဲစေခဲ့ကသူတို့ကိုကြမ်းတမ်းတဲ့တာယဲဝေလိုမျိုးမြင်ကြပါရီ အစိုးရကကွာတင်လုပ်ဖို့အတွက်စူးစမ်းပေမဲ့ပြည်သူအများပြားစန့်ကျင်ကြပြီးဒီရိုင်းဆိုင်တဲ့လူတွေကလည်းလူတောင်းဝေပဲဆိုပြီးတော့သူတို့ရဲ့အခွင့်အရေးအတွက်တိုက်ပွဲတွေဝင်ကြပါရင်စစ်တပ်ဟာလမ်းတွေအလုံးသိမ်းပိုက်ပြီးတော့အရဲတောင်းဝေကိုအိမ်ပြန်ပို့ဖို့တိုက်ခိုက်ရပါရင်ဒါပေမဲ့အခြေအနေတစ်ခုလုံးပို့ဆိုသွားခဲ့ရပါရင်တနေ့မှာတော့ TV channel အလုံးကလိုင်းပြတ်သွားခဲ့ပါပြီအဘိဂေးနဲ့သူ့ရဲ့အကူဟာသူတို့ရဲ့လေယာဉ်မူဖခင်စီကဖုန်းတစ်ခုရရှိခဲ့ပြီးတော့ဖခင်ဟာလူဝေကိုကူညီဖို့အတွက်အလုပ်တွေအများကြီးရှိပါရင် သူတို့ကိုအမီနဲ့အတူလုံခြုံမှုရှိမယ်လို့ကတိပေးပါရီအဲ့ဒီအချိန်မှာပေါ်ထက်ကနေအတန်တစ်ခုကြားလိုက်ရတာကြောင့်မိသားစုတစ်ခုလုံးအင်ကနေထွက်ပြေးကြရပါရီကားတဲကိုဝင်တော့မယ့်အချိန်မှာစုံမီတကောင်ကခုန်ထွက်လာခဲ့ပြီးအမီဖြစ်သူကိုတတ်ဖို့ပကုံးနှစ်ဖက်ကနေဆွဲဖက်ပါရီအဘီကေဟာကားအောက်မှာချက်ချင်းပုံနေလိုက်ပြီးတော့တိုက်ခိုက်သူကသူ့ရအကိုကိုပါတိုက်ခိုက်နေတာကြည့်နေခဲ့ပါရီအနည်းအနာမှာရေကာဟွန်းတန်ကိုကြားပြီးရတော့ဆုံပြီးကထွက်ပြေးသွားခဲ့ပါရင်အဲ့ဒီနောက်အပီကေဟာသူ့ရဲ့အကူကသူ့နာမည်ကိုခေါ်နေတာကြားလိုက်ရပေမဲ့ သူ့အမိကတော့ကူးဆက်သူအဖြစ်ပြောင်းလဲသွားခဲ့ပြီးသူ့ရကိုကိုတတ်ပြစ်လိုက်ပါတယ် ် MPK ကလည်းငိုချလိုက်ပြီးအမေဖြစ်သူကလည်းသူ့ရဲ့အတန်ကိုကြားသွားပြီးနောက်သူ့ကိုလိုက်ဖက်ပါရင်းဒါပေမဲ့ကက်စီယက်ကသူ့ကိုပြစ်တက်လိုက်ပါရင်းကက်စီယက်ဟာ MPK ကိုကယ်တင်လိုက်ပြီး MPK ကလည်းဖက်လိုက်ကဂျေဆူးတင်တဲ့ကြောင်းပြန်ပြောပါရင်းသူ့ရဲ့အကိုကလည်းအသွင်ပြောင်းနေပြီမလို့ကက်စီယက်က MPK ကိုမျက်စိမိတ်ခိုင်းလိုက်ပြီးကောင်လေးကိုပါအဆုံးစင်ခဲ့ပါရင်း၁၀နှစ်လောက်ကြာသွားတဲ့အခါမှာကဘာကကတ်ဆိုင်ပြီးနောက်ပိုင်းအချိန်ဒီမှာရှိနေခဲ့ပါရင်းလူအနေငယ်ကသာကြံရှိနေခဲ့ပြီးတော့တဘဝတရားကမြို့ဝေကို ြန်ပြီးလွမ်းမိုးသွားခဲ့ပါပြီ။တောထဲမှာဆိုရင်ဆယ်ကျော်တက်လေးဖြစ်လာနေပြီဖြစ်တဲ့အဘီကေနဲ့ကက်စီယက်တို့အမဲလိုက်နေကြပါလိမ့်။ကက်စီယက်ကအဘီကေကိုကောင်းကောင်းမွန်မွန်တင်ကြားပေးထားတဲ့အကြောင်းထင်ရှားနေခဲ့ပါလိမ့်။ဘာကြောင့်လဲဆိုရင်သူဟာသမင်တကောင်ကိုတိကျမှန်ကန်တဲ့ပြစ်ချက်နဲ့ပြစ်နိုင်ခဲ့ပါပြီ။ဒါပေမဲ့ကက်စီယက်ကသူ့ကိုအလင်းစလိုလှောက်တာနဲ့စိတ်မရှိမှုတို့ကြောင့်စူပူခဲ့ပါလိမ့်။ ဒီလိုနဲ့ညအချိန်ရောက်တော့သူတို့နေဟာစခန်းချရန်နာကြပြီးကက်စီယက်ကဂျိုးတတ်မှတ်ထားတာအလုံးကိုတတိထားစေစေပါလိအိပ်ပျော်ပြီးနိုင်ရဲ့အနေငယ်ချမှာပဲဂျိုးတတ်မှတ်ထားတဲ့အတန်တစ်ခုကကက်စီယက်ကိုနိုးထားစေခဲ့ပါလိသူကတဲကနေထွက်ပြီးစစ်ဆေးလိုက်တဲ့အခါမှာဆိုရင်ဂျိုးမှတကခုညနေတာကိုတွေ့လျက်ပါလိအနေနာမှာအတန်တချို့ကြားလိုက်ရတာကြောင့်သူကအစင်တဲ့ပြင်ဆင်လိုက်ပြီးတနတ်ကိုထုတ်ကဝင်လာတဲ့ဆုံပြီးဝေကိုပြစ်ခတ်ခဲ့ပါလိဒါကဆုံပြီးအုပ်စုကလွတ်လိုက်တဲ့ဆုံထောက်တယောက်ဖြစ်နေပါလိဒါကြောင့်ကက်စီယက်ကအဘီဂေကိုနိုးလိုက်ပြီး ထွက်ခွာဖို့ပြောလဲပါရင်နောက်ရဲအနေငယ်ကြောင့်မတော့သူတို့နှစ်ယောက်ခရီးဆက်ထွက်ကြပြီးအနာယူချိန်တိုင်းကင်စီယာကအဘီကေးကိုဆက်လက်တင်ကြပေးနေခဲ့ပါရင်တနေ့နေ့လေကင်းတစ်ခုမှဆိုတော့အနာမှာဆိုရင်ကာတစီကိုတွေ့တဲ့အခါသူတို့ကမြင်းစည်းတာရက်လိုက်ပြီးတနတ်ဒီကိုအမြန်ဆုံးထုတ်ပါရင် သူတို့ဟာလူတယောက်ကရိုင်းဆိုင်သူတယောက်ကိုပြစ်တတ်တာမြင်တွေ့လိုက်ရပြီးတော့ဒုတိယရိုင်းဆိုင်သူတယောက်ကသူ့ကိုအနောက်ကနေရှီကလာတာတွေ့လိုက်ရပါရင်အဘီကေကသူ့ကိုကူညီရှင်ပေးမဲ့သူအလင်းစလို့ပြစ်လိုက်လို့ဂျီဆန်ကအက်ဒီလူနဲ့ကပ်ပြီးပါလာတဲ့မကောင်းစွာကိုထိမှန်သွားခဲ့ပါရင်ကားထဲမှာရှိတဲ့ရိုင်းဆိုင်သူကစားဖို့အတွက်ထွက်လာခဲ့ပြီးတော့ကက်စီယက်ကသူ့ကိုပြစ်ချလိုက်ပါရင်အက်ဒီနော်အဘီကေဟာကားထဲကအသုံးဆောင်ရီကိုရှာဖွေနေတဲ့အချိန်ကက်စီယက်ကဓာရှင်နဲ့အက်ဒီလူရဲ့ဒုက္ခစင်းရဲကိုအဆုံးသတ်ပြီးတော့သူ့ရဲ့ဖနှက်ကိုယူလိုက်ပါရင် ကာတင်ကရေဒီယိုတခုဟာရေမောင်းကိုဆက်သွယ်ဖို့စူးစမ်းနေခဲ့ပြီးတော့အဘီဂေးကလည်းဒီ area မှာရှိတဲ့စုံပြီးအုပ်စုအကြောင်းတတိပေးရှင်ခဲ့ပေမဲ့ကဲစီယာကလစ်လူရှုဖို့ပြောလိုက်ပါသည်အဲ့ဒီအခါမှာပဲကားတွေထပ်ပြီးပေါ်လာခဲ့ပြီးတော့အသက်ရှင်ကျန်ရစ်သူအုပ်စုတစုကလက်နက်တွေနဲ့သူတို့ကိုဝိုင်းထားလိုက်ကြပါသည်သူတို့ကတီသွားတဲ့လူရဲ့ရုပ်အလောင်းကိုစစ်ဆေးလိုက်ကြပြီးတော့လူတယောက်ကသူ့ကိုတတ်ခဲ့တာလို့တွေ့လဲရတာကြောင့်သူတို့နှစ်ယောက်ဟာလူရဲ့ဖို့တာဒီလိုမျိုးလုတ်ခဲ့တယ်လို့ယူဆလိုက်ကြပါသည် ခေါင်းဆောင်ကသူတို့ကိုတပ်ပစ်မယ်လို့ချိန်ချလိုက်တဲ့အခါမှာကဲစီယန်နဲ့အဘီဂေးကအနီအနားမှာလူနှစ်ယောက်ကိုတိုက်ခိုက်ပြီးလက်နက်တွေယူဖို့လဲချလိုက်ပါပြီ။နှစ်ဖက်စလုံးကတစ်ဖက်နဲ့တစ်ဖက်တနတ်တွေချိန်ထားနေကြတာကြောင့်အခြေအနေကတင်းမာနေကြပါပြီ။ဒါကြောင့်မိကန်လို့ခေါ်တဲ့ကိုဝန်ဆောင်အမျိုးသမီးတစ်ယောက်ကဂါတိကနေထွက်လာခဲ့ပြီးအားလုံးကိုဖြေလျှော့ဖို့ကြိုးစားပါပြီ။အဲ့ဒီအခါမှာပဲမြင်းတွေကဇွိမ့်ပူပန်တဲ့အတန်တွေပြုတ်လွတ်လိုက်ပြီးတော့ဆုံပြီးအုပ်စုရစုတို့ရဲ့ပတ်ဝန်းကျင်မှာပေါ်လာခဲ့ပါပြီ။အားလုံးဟာချက်ချင်းပဲ ပစ်ခတ်လိုက်ကြပြီးတော့သူတို့ကိုရှောင်ရှားနိုင်ဖို့ဖြစ်နေတဲ့များတိုက်ခိုက်နေကြပါရီဒါပေမဲ့ဆွန်မေးဝေကအရန်ကိုများနေခဲ့တာကြောင့်နီကလာနိုင်တယ်ပါရီဒါကြောင့်ပဲကဲဆီယက်နဲ့အပီကေတို့ဟာသူတို့ရဲ့ဓာဝီကိုအတုံးပြုပြီးလဲနဲ့တိုက်ခိုက်ကြပါလိမ့်ဒါပေမဲ့တခြားသောအသက်ရှင်ကျင်းသူတွေကတော့တနတ်နေတာကောင်းမွန်တာကြောင့်ဒီမကောင်းစွာတွေဟာမကြခင်ပါပဲသူတို့ကိုတယောက်ပြီးတယောက်တတ်နိုင်ခဲ့ကြပါလိမ့် အမျိုးသမီးတယောက်ကမလို့တော့တလုံးကိုအတင်းပြင်ဆင်ထားခဲ့ပေမဲ့စွန်ပြီးတကောင်ကတိုက်ခိုက်လိုက်တဲ့အတွက်အဲ့ဒီအရာကကားပေါ်ကျသွားခဲ့ပြီးဂက်စီယက်ကိုအနောက်ကိုလွင့်ဆင်သွားစေတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်သွားစေခဲ့ပါပြီးအသက်ရှင်ကျန်ရစ်သူတယောက်ဟာအကိုက်ခံလိုက်ရတဲ့အတွက်သူ့ကိုယ်သူတတ်တည်ဖို့ဂျူးစားပေမဲ့ဂျီဆန်နေကုန်သွားခဲ့တာကြောင့်လူတယောက်အစားစွန်ပြီးအဖြစ်အသွင်ပြောင်းသွားခဲ့ပါပြီးအဲ့ဒီနောက်ခေါင်းဆောင်ကလည်းခွန်အားကြီးမားတဲ့စွန်ပြီးတကောင်ကဖမ်းဆီးတာခံလိုက်ရပြီးဖြည်းဖြည်းချင်းပဲအရိုက်ခံလိုက်ရလို့တည်ဆုံသွားခဲ့ပါပြီး မိကန်ရဲ့ခင်မုန်းဖြစ်သူဒေးဗစ်ကလည်းဆွန်မီတယောက်ရဲ့ဆွဲလဲခံလိုက်ရပေမဲ့သူကကန်ထုတ်နိုင်ခဲ့ပါရင်အဘီကေဟာဇနီးမောင်နှံကိုကားထဲဝင်ဖို့အတွက်ကူညီပေးလိုက်ပြီးတော့ဂဲစီယာကလည်းသူတို့နဲ့မပူးပေါင်းခင်နောက်ထပ်တက်တော်အနေငယ်ကိုတတ်ပြစ်ခဲ့ပါရင် သူတို့ထွက်ခွာတော့မယ့်အချိန်မှာကားအမိုးပေါ်မှာစုံပြီးတယောက်ရှိနေတဲ့အတွက်ကဲစီရက်ကသူပြုတ်ကျသွားစီဖို့ကားကိုရုတ်တရက်ရက်ပြပါရီအပီကေကလည်းအခွင့်ရယူပြီးတော့သူရဲ့ပစ္စည်းတွေကိုထွက်မပြေးခင်ဆွဲထုတ်နိုင်ခဲ့ပါရီအဲ့ဒီနောက်စုံပြီးခေါင်းဆောင်ကသူတို့ဟာသူ့ရဲ့ရေးစားကိုတတ်လိုက်တာအားတတိထားမိသွားခဲ့ပြီးဒရော့အကြီးနဲ့အော်ဟစ်ကြံရိုက်ခဲ့ပါရီသူတို့အလန်းပေါ်ရောက်ပြီးရနောက်အပီကေကသူရဲ့ကြည်စံတွေကိုစစ်ဆေးပြီးအများစု ဆုံးရှုံးသွားတာကိုတတိပြုမိခဲ့ပါရီမိကန်ကသူတို့ဟာမြေကန်းနာက ကွန်လိုနီတစ်ခုစီခရီးသွားနေတာဖြစ်ပြီးသူဟာကွန်ဝန်35ပတ်ရှိနေပြီဖြစ်လို့ကလေးကိုမကြခင်မွေးမှာဖြစ်တဲ့အကြောင်းရှင်းပြပါရီးဒါပေမဲ့ ABK နဲ့ကက်စီယက်ကတော့ကွန်လိုနီဝေရှာဖို့ကတန်ဖိုးမရှိဘူးသူတို့ဟာအဲ့ဒီလိုကွန်လိုနီဝေအများကြီးတွေ့ဖူးပြီးတော့ဘယ်တစ်ခုကမှအတက်ရှင်ရက်တည်နိုင်ခဲ့တာမျိုးမရှိပါဘူးလို့ယူဆပါရီးရုတ်တရက်ဆိုသူတို့ပဲကာရက်သွားခဲ့ပြီးတော့ အုပ်စုကလည်းအင်ဂျင်ပြက်နေတာကိုတွေ့လျရတာကြောင့်ရှေလင်ခီးဆက်ဖို့ရွေးရှည်စရာပဲရှိတော့ပါ ರೀ မကြခင်သူတို့ဟာဆုံးပြထားတဲ့မြို့ကိုရောက်လာခဲ့ကြပြီးညအိတ်ဖို့တဘောတူလိုက်ကြပါ ರೀ သူတို့ကဆုံပြီးပေမရှိတဲ့အကြောင်းတေချာစီဖို့အစားအုပ်တစ်ခုကိုရှာဖွေစစ်ဆေးပြီးစခန်းချလိုက်ကြပါ ರೀ မီကန်ကလည်းသူ့ရဲ့အစားအစာကိုမျှဝေပေးဖို့အတွက်ကန်တန်းပေမဲ့ဂက်စီယာနဲ့အဘီဂေးကတော့ကူးဆက်ယောဂကိုရှောင်ရှားဖို့သူတို့အမဲလိုက်သမျှကိုတာစားကြပါ ರೀ စနီမွန်နန်ကသူတို့ကိုလိုနီကိုရေဒီယိုကနေစကားပြောခဲ့တာကြောင့်သူတို့စီမှာရိတ်ခါထောက်ပံ့မှုတွေနဲ့ဆရာဝန်တွေအများကြီးရှိတယ်လို့ပြောပြပါရီအန်ဒီကိုတွားဖို့တပတ်စာခရီးသွားရမှဖြစ်လို့အန်ဒီရဲ့ကတော့မြင့်မားပါရီအပြန်အလှန်နေတဲ့အဘီကေဟာသူမနဲ့ကဲစီရက်တို့ကအနောက်ပိုင်းကမ်းခြေကိုတွားကြည့်နေကြပြီးဂျိုးနေစီကိုလေနဲ့ထွက်ပြေးဖို့အတွက်ကြိုးစားနေတဲ့အကြောင်းပြောပြပါရီကဲစီရက်ကအပြင်မှာတတ်မှတ်ဂျိုးဝေထားခဲ့ပြီးတဲ့နောက်မြေပုံတစ်ခုကိုထုတ်ပြလိုက်ပြီးစနီမွန်နန်ကို ိုလိုနီစီရောက်ဖို့အတွက်ဘယ်လန်ချောင်းကိုရွေးရှယ်တင်တာလဲဆိုတာပြောပြပါရင်းဒါပေမဲ့သူတို့နဲ့အတူသွားဖို့ကိုရောငင်းဆန်ပြီးစွန်ပြီးအုပ်စုဟာလဲစားရှိဖို့အတွက်ပြန်လာမှဖြစ်တဲ့အကြောင်းပြောပြပါရင်း ABK ကကဲစီရက်နဲ့တီးတန့်စကားပြောပြီးတော့စနီမွန်နန်ကိုကူညီတင်ပါရင်းဒီကိုလိုနီကတခြားဝင်နဲ့မတူတာလည်းဖြစ်နိုင်ပါတယ်လို့တိုက်တွန်းခဲ့ပါရင်းငင်းခုမှုဖြစ်ပွားလာခဲ့ပေမဲ့ကဲစီရက်ကကူညီဖို့ဆက်လက်ငင်းဆန်ဆဲဖြစ်ပါရင်းညတကောင်ရမှာရိုင်းဆိုင်သူအုပ်စုကပြက်စီးနေတဲ့ကားကိုတွှစ်ရှိတွားခဲ့ပြီးတော့ လမ်းအတိုင်းမြို့ထဲကိုလိုက်လာကြပါလိမ့်အဲ့ဒီချေမြို့သားကြီးကအိတ်မပြောတာကြောင့်ကဲစီရထားဒေးဗစ်ကိုသူအကိုက်ခံရရင်သူ့ရဲ့အိတ်ထဲမှာကြီးစံတရောင်းအများရန်တင်ထားတဲ့အကြောင်းပြသခဲ့ပါလိမ့်ဒေးဗစ်မှာရှိတာကတော့ဆေးလေးတစ်လိမ့်နဲ့ခြေချင်းဝက်လေးကနာနေတာပဲရှိပါလိမ့်သူတို့တစ်ဖက်နဲ့တစ်ဖက်စကားဝေးပြောကြပြီးရင်းနှီးသွားကြတဲ့အခါမှာကဲစီရကကိုလိုနီရောက်ဖို့အတွက်ကုညီရန်တဘောတူလဲပါလိမ့်နောက်မနေ့မှာအဘီကေဟာအတန်တစ်ခုချလို့အောက်ထပ်ကိုဆင်းပြီးစစ်ဆေးပါလိမ့်ရိုင်းဆိုင်သူတယောက်ကရုတ်တရက်တိုက်ခိုက်လို့သူ့ရဲ့ဒဏ္ဍာရီကိုချလိုက်ရပေမဲ့ အပီကေးဟာသူ့ရဲ့ဓာတ်နဲ့အလေအမြမဲ့တတ်နိုင်ခဲ့ပါပြီဒုတိယတယောက်ကလီကားပေါ်ကနေသူ့ရဲ့အနောက်လိုက်လာတာကြောင့်အပီကေးဟာကျိုးပဲ့နေကြတဲ့ပဒင်းပေါက်ကနေတက်တဝါကိုအဆောက်အအုံအပြင်ဖက်စီပြစ်ထုတ်လိုက်ပါပြီသူကလည်းကြလူနီပါဖြစ်သွားခဲ့ပေမဲ့ကဲဆီယာကအချိန်မီဖမ်းဆွဲထားနိုင်ခဲ့ပါပြီရိုင်းဆိုင်သူအုပ်စုကအဆောက်အဦစီရောက်လာတဲ့အချိန်မှာသူတို့ကလည်းထွက်ပြေးသွားခဲ့ပါပြီအဲ့ဒီအချိန်ရိုင်းဆိုင်သူတယောက်ကကျိုးကိုခြေထောက်နဲ့ထိခိုက်မိလို့သူ့ကိုတေးစီတဲ့ပေါက်ကွဲမှုဖြစ်သွားခဲ့ပါပြီ အချိန်ကာလအတန်ကြာပြီးတော့အဘီကေဟာသူတို့ရောက်တဲ့ area ကိုမမိလာခဲ့ပြီးအနီအနားမှာဆိုရင်သူ့အဖေမှာလေငယ်တစင်းရှိခဲ့တဲ့အရက်သားလေးစိတ်တစ်ခုရှိတဲ့အကြောင်းတတိယသွားခဲ့ပါလိမ့်ကက်စီယာကတော့ဆက်သွားရှင်နေခဲ့ပြီးလေးစိတ်ကစွန်ပြီးအုပ်စုအတွက်သူတို့ကိုဖမ်းမိဖို့အတွက်လွယ်ကူစေလိမ့်မယ်ပြီးတော့လေရင်အားလုံးကလည်းမရှိတော့တာဖြစ်နိုင်တယ်လို့ယူဆခဲ့ပါလိမ့်အဘီကေနဲ့စနီမနွန်ကအဲ့ဒီကိုတွားဖို့အတွက်ဆန္ဒမဲပေးလိုက်လို့ကက်စီယာမှာသူတို့ရဲ့အနောက်လိုက်ဖို့ပဲရွေးချယ်စရာရှိတော့ပါလိမ့် ခဏလမ်းလျှောက်ပြီးရနောက်သူတို့ဟာအဇအူဟောင်းတစ်ခုနဲ့မကြသီးခင်ကအပြစ်ခတ်ခံထားရတဲ့လူတစ်ယောက်နဲ့ဂါဒစင်းကိုတွေ့ရှိလိုက်ရပါပြီ။ကက်စီယာကတော့အတုံးအဆောင်ပစ္စည်းတွေရှာဖို့အဆောက်အအုံထဲဝင်ဝင်ရောက်စစ်ဆေးခဲ့ပေမဲ့သူတို့သူတွေမရှိဘူးလို့ယူဆတာကြောင့်အနားယူဖို့အမှန်တကယ်ငင်းဆန်လိုက်ပါပြီ။အဘီကေဟာကော်ဖီနဲ့နဲ့ပဲတွေ့ပြီးအခန်းတစ်ခုအထဲမှာပုံနေခဲ့တဲ့မိသားစုကတော့မတွေ့လိုက်ပါဘူး။ကက်စီယာကကာဒီကီအထဲကိုစစ်ဆေးလိုက်ပြီးဘီတာကလာထိုင်တလုံးကိုတွေ့လို့မိကန့်ကိုတိတ်ဆောင်ဖို့အတုံးပြလိုက်ပါရီ အုပ်စုထွက်သွားပြီးတဲ့နောက်ရိုင်းဆိုင်သူအုပ်စုကအဆောက်အုံကိုတွှေ့ရှိသွားခဲ့ပြီးမိသားစုကိုစက္ကန့်ပိုင်းအတွင်းလုံးဝတပ်ပစ်ခဲ့ပါပြီးလေးစိတ်ကိုစိုက်ရောက်လာတဲ့အခါမှာတော့လီယန်ဒီတစည်းမှမရှိပါဘူးဒေးဗစ်နဲ့ကဲစီယန်တို့ဘယ်လိုမျိုးဆက်လုပ်တင်လာလဲဆိုတာနဲ့ပတ်သက်ပြီးစတင်ပြောနေတော့မှပဲအဗီကေဟာသူ့အဖေရဲ့လီယန်ကိုရောင်ကိုတွေ့လိုက်တဲ့အကြောင်းကြားဖြတ်ပြောပါပြီးကန့်ကောက်တာကအထဲမှာလီယန်တစင်းရှိနေခဲ့ပြီးဒေးဗစ်မှာအဲ့ဒီအရာကိုပြင်ဆင်ဖို့အတွက်လိုအပ်တဲ့ဆက်မှုပညာရပ်ဆိုင်ရာအသိပညာရှိပါပြီး သူအလုံးလုံးနေတဲ့အချိန်ကက်စီယာနဲ့အဘီကေတို့ဟာအဆောက်အုံကိုရှာဖွေကြည့်ရှုကြပါရင်အဘီကေကကျမ်းပြန်ပေါ်မှာသူနဲ့သူ့အဖေရဲ့ဓာတ်ပုံတစ်ပုံကိုတွေ့ပြီးတော့နေရန်ပေါ်ပြန်တင်ပြလဲပါရင်အဲ့ဒီအခါမှာပဲရိုင်းဆိုင်သူအုပ်စုရောက်လာတဲ့အတွက်လေရင်ကအစင်သက်မဖြစ်သေးပေမဲ့အုပ်စုဟာလေရင်ပေါ်အမြန်ဆုံးတက်ဖို့အပြေလွှာလှုံ့ဆော်ကြပါရင်ကက်စီယာထားရိုင်းဆိုင်သူအုပ်စုကိုနေတွားစေဖို့အတွက်ပြစ်ခတ်ပြီးဒေးဗစ်ကလေရင်စတင်နိုင်ဖို့အတွက်ပန်ကာကိုလက်နဲ့လှည့်ပေးရပါရင်အဘီကေရဲ့လေရင်မောင်းနေမှုအတိပညာဟာမပြတ်သားလာပဲလေရင်ကလည်းနေနေတာကြောင့် ဆိုပြီးအုပ်စုဟာအရန်ကိုမှနီးကပ်လာခဲ့ပါပြီးကန်ကောင်းနာကသူမဟာမှန်ကန်တဲ့ခလုတ်တွေကိုအမြန်ဆုံးတွေးရှိတွားခဲ့ပြီးတော့လီယန်ကလည်းအရှိန်မြင့်လာခဲ့ပါပြီးရိုင်းဆိုင်သူတယောက်ကတကားမှကပ်ပါလာတိုင်းခဲ့တာကြောင့်ဂက်စီယထာသူပြုတ်ကျသွားစီဖို့အတွက်ပြစ်ခတ်လိုက်ပါပြီးအဲ့ဒီနောက်လီယန်ပြန်တက်သွားခဲ့ပြီးအုပ်စုကလည်းထွက်ပြေးနိုင်ခဲ့ပါပြီးဒါပေမဲ့စက္ကန့်အနည်းငယ်တာပြန်တန်းနိုင်ခဲ့ပြီးတော့လီယန်ကခြုံရွံ့လာကပြုတ်ကျလာခဲ့ပါပြီးအပီကေးကလည်းဆင်းသက်ဖို့ကြိုးစားပေမဲ့ လီယန်ဟာတစ်ပင်အုပ်စုတစ်ခုနဲ့ဝင်တိုက်မိပြီးမြေပြင်ပေါ်ကျသွားခဲ့ပါတယ်။ကန်ကောင်းတာကလီယန်ဟာသူ့ရဲ့ဘိန်းအပေါ်မှာပဲဆင်းသက်နိုင်ခဲ့လို့လူဝိုင်းကဒဉ်အားအင်းငယ်ပဲရပြီးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။အနာမယထာဘုဒ္ဓတစ်ခုရှိတာကြောင့်အဲ့ဒီမှာပဲဒူးမှမရှိတဲ့ကြောင့်တေရှာပီယနာအနာယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂဲစီယထာမြေပုံကိုဖွင့်ကြည့်ပြီးကိုလိုနီရောက်ဖို့အတွက်နေရက်လောက်ကြာမယ်ဆိုတော့တွေးရှိလို့မနေ့ကစောမှာပဲထွက်ခွာကြမယ်လို့ဆုံးဖြတ်ပါရီအပီကေးကလည်းသူရဲ့အကြီးစံတွေကိုရေးသွက်ကြည့်တဲ့အချိန်မှာတိတ်ပြီးမကြံတော့တဲ့အကြောင်းတတိထားမိခဲ့ပါရီ မိကန်နဲ့ကက်စီယက်တို့အစားအစာကိုမျှဝေကြပြီးတော့ကက်စီယက်ကသူမဟာသူ့ရဲ့စနီးကိုတတိယစီတယ်လို့ဝန်ခံပါတယ်။သူကကူးဆက်ခံရတဲ့စနီးရဲ့မိသားစုကိုတတ်ခဲရတဲ့အကြောင်းနဲ့နောက်ပိုင်းမှာဆိုရင်စနီးဖြစ်သူဟာဒီအခြေအနေကိုမခံနိုင်တော့လို့ကိုယ့်ကိုယ်ကိုတတ်တိသွားခဲ့တဲ့အကြောင်းဖွင့်အောင်ပြောဆိုလိုက်ပါရင်ကက်စီယက်ဟာသူ့ရဲ့မွေရဲ့မိကကလေးတယောက်အကြောင်းဆက်ပြီးပြောပြပါရင်ကလေးငယ်ဟာအကိုက်ခံလိုက်ရပြီမဲ့ဒိန်ယာကသွေးကြောကိုမထိခဲ့တာကြောင့်သူ့အပြည့်အဝပြောင်းလဲဖို့နေရက်လောက်ကြာခဲ့တယ်လို့ပြောပြပါရင် အဒီအတော်တွင်ဒေးဗစ်ဟာသူ့ရဲ့ခြေချင်းဝတ်ကိုဆစ်ဆီးဖို့တီးတက်နေရတခုကိုရှာပါရီတကယ်စင်တော့ခြေချင်းဝတ်ကနာနေတာမဟုတ်ပါဘူး။ဒန်ယာဟာအမှန်တကယ်တော့အကိုက်ခံထားရတာဖြစ်ပြီးဒေးဗစ်ဟာသူ့ကိုသူတတ်တည်တင်းနေစွာကိုတိတာကြောင့်တနတ်ကိုကင်ကြည့်ပေမဲ့သူဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ပါဘူး။နောက်တနေ့မှာအုပ်စုကဆက်လက်ရွှေ့လျားကြပါရီပြင်းထန်တဲ့နေရောင်အောက်မှာလမ်းလျှောက်နေတဲ့အချိန်ဒေးဗစ်ကတော်တော်လေးကိုနေမကောင်းဖြစ်လာခဲ့ပြီးကဲဆီယက်ကလည်းသူ့ရဲ့ခြေထောက်မှာတွေးဝေတွေ့လာခဲ့ပါရီ။ သူကအမျိုးသမီးဝင်ရှေ့ဆက်သွားတဲ့အထိစောင့်ပြီးမှပဲဒေးဗစ်ကိုတစ်ပင်တစ်ပင်စီတွန်းထားလိုက်ကသူ့ရဲ့ချစ်ခြင်းဝတ်ကိုကြည့်ပြီးတော့သူ့ရဲ့တန်တရားကိုအတီးပြုပါရင်းကဲဆီရထားဒေးဗစ်ကိုကိုနီကိုဟန်နဲ့အားလုံးကိုပြောပြဖို့ရွေးချယ်ခွင့်ပေးလိုက်ပြီးမဲ့သူမကြခင်မလုပ်ဘူးဆိုတော့သူ့ကိုပြစ်တတ်လိုက်မယ်လို့ပြောပါရင်းညနေပိုင်းမှာပဲအုပ်စုကမီးလေးနေတဲ့အိမ်တလုံးကိုတွေ့ရှိခဲ့ပါရင်းသူတို့ပို့ပြီးနီးကလာတဲ့အခါမှာအတန်တန်ကသူတို့ဘာလို့ရှင်းတာလဲလို့မေးလိုက်ပါရင်းကဲဆီရကလည်းအန်ဒီရဲ့များလုံးတယ်လို့ထင်ပေမဲ့ အဘိကေကအင်စီရှိကပြီးသူတို့အကူအညီလိုပါပါရင်အန်ဒီရမပေးပါဘူးလို့ဂတိပေးကကိုမွန်ဆောင်အမျိုးသမီးအကြောင်းကိုထည့်ပြောလိုက်ပါရင်နော်တန်ကလည်းတကားဖွင့်ပေးလိုက်ပြီးတော့အပြင်ဖက်ကတိတာအထဲမှာလက်နက်အလုံးထားခဲ့ဖို့ပြောကတနတ်နဲ့ချိန်ထားလိုက်ပါရင်ပြီးရနောက်သူတို့ကိုအထဲစီဝင်ဖို့ဖိတ်ခေါ်ပြီးအရန်ချစ်စရာကောင်းပြီးတော့ကြိုးစိုးလက်ခံတဲ့သဘောထားကိုပြသလိုက်ပါရင်ကက်စီယာကအိမ်မှာလက်ဆင့်မီရှိတယ်လို့ထောက်ပြတဲ့အခါမှာနော်တန်ကလည်းသူအင်ဂျင်နီယာတယောက်ဖြစ်လာကြလက်စစ်တပ်အားနဲ့ရင်းနှွေးပေးတဲ့ကြိယာအနှဲငယ်တီထွင်ထားတဲ့အကြောင်းရှင်းပြပါရင် ူကဇနီးရှိတယ်လို့လည်းပြောပေမဲ့မိကန်ကသူ့ဇနီးပဲမှလဲလို့မိတဲ့အခါမှာလက်လူရှုခဲ့ပါရင်နော်တန်ကသူ့ရပေါမုံနဲ့ဟင်းတီဟင်းရွက်တွေကိုမျှဝေပေးလိုက်ပြီးအဘီဂေးကလည်းရေရှိုးခွင့်ရလို့ပြောနေခဲ့ပါရင်ဂက်စီယက်ကအခုစတော့သူ့ရလက်တော့ကိုချိတ်ဆက်ကဓာတ်ပုံအဟောင်းတွေကိုကြည့်နိုင်ခဲ့ပြီးသူ့ဇနီးကလည်းကတ်ယောဂမဖြစ်ခင်ကိုဝင်ရှိခဲ့တဲ့အကြောင်းပေါ်လွင်လာခဲ့ပါရင်သူ့ဟာမိကန်ကိုစစ်ဆေးကြည့်တဲ့အခါမှာသူမကဒီအိမ်ရောက်ပြီးကလေးကကလေးလှောက်ရှာတာမခံစားရတော့တဲ့အတွက်ကြောက်နေတဲ့အကြောင်းဝန်ခံပါရင် သူမဟာကဲစီရဲ့ကိုတကခုဖြစ်သွားမယ်ဆိုရင်သူ့ရဲ့ကလေးကိုကာကွယ်ပေးမယ်ဆိုတာတတိပေးခိုင်းခဲ့ပါလိမ့်အဲ့ဒီနောက်နော်တန်ကအားလုံးနဲ့အတူအဖျော်ရမကကိုမျက်ဝေပြီးတော့သူဒီနေရာမှာနှစ်20နေခဲ့တဲ့အကြောင်းနဲ့ဒါပေမဲ့သူ့ရဲ့စနီးကတော့အခုမရှိတော့တဲ့အကြောင်းရှင်းပြပါလိမ့်သူကကိုလိုနီအကြောင်းကိုရေဒီယိုမှာကြားဖို့ပြင်မဲ့သူတယောက်ထဲနေရတာကသဘောကျတဲ့အကြောင်းသူတို့နဲ့ပေါင်းဖို့စိတ်ကူးမရှိပါဘူးအဲ့ဒီနောက်နော်တန်ဟာလူဝေကဟိုးအရင်ခေတ်အတိုင်းပဲပြန်ဖြည့်ရှင်တာကို အလွန်အမင်းဆွဲလန်းနေတဲ့အကြောင်းလူတောင်းရဟာကဘာကိုဖျက်ဆီးခဲ့ပြီးတော့သူတို့ရဲ့ကျင်းဝတ်ကိုဆွတ်လွတ်ခဲ့တာကြောင့်ဒီကယောဂါကိုခံစားထိုက်တဲ့အကြောင်းပြောနေခဲ့ပါတယ်သူကဘရက်ကိုစင်ခဲ့ဖြစ်စင်နေတော့မှနိုင်ရှင်ပြီးတော့တမ္မာတဲ့လူတွေကပဲအသက်ရှင်ကြံရိတ်ခဲ့တယ်လို့ပြောဆိုပါတယ်ကက်စီယက်ကစပွဲပေါ်မှာရှိတဲ့ထူးဆန်းတဲ့ဓာတ်တစ်ခုကိုတတိထားမိခဲ့ပေမဲ့နော်တန်ကတော့အဲ့ဒါကိုယူသွားခဲ့ပါတယ်ဒေးဗစ်ဟာစက္ကန့်အများပို့ဆိုးလာခဲ့တာကြောင့်ယေရှုခန်းစီအပြေးသွားလိုက်ပြီး ယောဂဘိုးကပြန့်နှံ့နေတာကိုသတိထားမိခဲ့ပါရင်သူပြန်ထွက်လာတဲ့အခါမှာသူ့ရဲ့တငယ်ရှင်တွေကသတိလက်မင့်မျောနေကြပြီးဘာကြောင့်လဲဆိုရင်တော့နော်တန်ကအဖျော်မကထဲဈေးခတ်ထားခဲ့လို့ဖြစ်ပါရင်နော်တန်ကဒေးဗစ်ဟာကူးဆက်ခံထားရတာကိုတိနိုင်ခဲ့ပြီးဆက်ကိုဖြွင့်လိုက်တဲ့အချိန်မှာပြင်းထန်တဲ့နာကျင်မှုကြောင့်ဒေးဗစ်ကိုပြိုလဲတွားစေခဲ့ပါရင်နော်တန်ကဒီဆက်ဟာကူးဆက်ခံထားရတဲ့သူ့ရဲ့အပေါ်တာအလုံးလုံးတဲ့ဆိုပြီးဒေးဗစ်တတိမလိခင်ရှင်းပြခဲ့ပါရင်အဲ့ဒီအတော်အတွင်းရိုင်းဆိုင်သူအုပ်စုဟာယထာဘုတောက်ကိုတွေ့ပြီးတော့ သူတို့ရဲ့ရှာဖွေမှုကိုဆက်လက်လုံဆောင်နေကြပါရီမကြာခင်ဒေးဗစ်နိုးလာခဲ့ပြီးတအုပ်စုလုံးမြောက်ခန်းတစ်ခုမှာဂျိုအတုတ်ခန်းတရရတာကိုတွေ့ရပါရီနော်တန်ဟာသူ့ရဲ့စမ်းသပ်မှုအတွက်မဆူဝေရေးနေခဲ့ပြီးတော့သူ့စနီကူးဆက်ခံထားရတဲ့သူကိုလောင်အိမ်ထဲမှာချုပ်ထားတဲ့အကြောင်းဖော်ထုတ်ပြောပြခဲ့ပါရီသူဟာသူမကို လောင်အိမ်ဖွင့်ထုတ်လိုက်ပြီးတော့သူ့ရဲ့ဆက်ကရီယာနဲ့ထိန်ချုပ်ကအုပ်စုကိုတိုက်ခိုက်စေခဲ့ပါပြီးကဲစီယာနဲ့အဘီဂေးကသူမကိုနောက်ပြန်နေစေဖို့အတွက်ခြေနဲ့ကန်ထုတ်လိုက်တာကြောင့်အမျိုးသမီးဟာဒေးဗစ်ကိုတိုက်ခိုက်ဖို့ထွက်လာပြီးသူကလည်းပြန်လဲတိုက်ခိုက်ဖို့ဂျိုးဝေဖြတ်တောက်နိုင်ခဲ့ပါပြီးသူတို့ကစက်ကန်အနည်းငယ်သာရုန်းကန်ရပြီးတော့ဒေးဗစ်ဟာသူမကိုအနံ့ရသွားခဲ့တာကြောင့်နော်တန်ကသူ့ရဲ့ဆက်ကိုအသုံးပြုလျက်တခြားသူကိုကဲစေတာမလုပ်နိုင်အောင်ရက်တန့်စီလဲပါပြီးဒါပေမဲ့ဒေးဗစ်ဟာလုံးဝအတွေ့မပြောင်းသေးတာကြောင့်အနာကျင်မှုကိုကြော်လွားပြီးဂျန်နဲ့ဂျိုးဝေကိုဖျက်နိုင်ခဲ့ပါတယ် ကက်စီယာကတနက်တလဲတွေ့ပြီးတော့နော်တန့်ကိုပြစ်ခတ်ဖို့ကြိုးစားတဲ့အခါမှာသူကချက်ချင်းထွက်ပြေးသွားခဲ့ပါရင်အုပ်စုကအပေါ်ထက်ကိုအပြေးတက်သွားခဲ့ပြီးတကားကိုအနောက်ကနေတွက်ခတ်လိုက်ပါရင်ဒါကြောင့်နော်တန့်ကပစိမ့်တဲ့တကားကိုစတင်ဖြတ်တော့ပါရင်အဘီဂေးကလည်းနော်တန့်ရဲ့ကားတော့ကိုခိုးယူပြီးတော့ကက်စီယာကသူ့ရဲ့ပစ္စည်းတွေကိုပြန်လည်ရယူပြီးဒေးဗစ်ကိုလက်တီးနဲ့ထိုးပြပါရင်သူကဒေးဗစ်ကိုအခုပဲပြစ်တက်ရှင်ပေမဲ့အမျိုးသမီးတွေကစောင့်ဖို့အတွက်ဖြားယောင်းလိုက်ပါရင် ကားစီကိုတွားတဲ့လမ်းမှာဆွဲမိကန်ထားသူ့ရဲ့ရေမွာပေါက်သွားပြီးဆိုတော့တွေ့ရှိလိုက်ပါရင်နော်တန်ကအပြင်ထွက်လာခဲ့ပြီးအုပ်စုရကားနဲ့ထွက်သွားတော့ကိုကြည့်နေတဲ့ချိန်သူစနီကသူ့ကိုဟိန်ဟောက်မောင်းထုတ်နေခဲ့ပါရင်ကားကတောထဲကိုရောက်ပြီးတဲ့နောက်ရိုင်းဆိုင်သူ့အုပ်စုကနောက်ဆုံးတွေ့ရှိလာခဲ့ပြီးသူတို့ရဲ့အနောက်ကိုလိုက်လာခဲ့ပါရင်အုပ်စုကအဝေးမှာမိအောင်တွေကိုမြင်ရပြီးတော့ဒါဟာသူတို့ကိုလိုနီကိုတွေ့ရှိလိုက်ပြီးဆိုတာဆိုလိုနေခဲ့တာပါသူတို့ကဖြစ်နေတဲ့အမြန်မောင်းဖို့အတွက်ကြိုးစားပေမဲ့လမ်းကတစ်ပင်တစ်ပင်ကြောင့်ပိတ်ဆို့နေခဲ့ပြီးရှေလင်းဆက်သွားရတော့မှာပါ ရိုင်းဆိုင်သူအုပ်စုကတပိပိနီးကပ်လာတာကြောင့်သူတို့ကပြစ်ခတ်ပြီးမဲ့ဒီပရကြီးဆန်ကလည်းကုန်သွားခဲ့ပါပြီးသူကမကြခင်မှာအတွင်ပြောင်းမှဖြစ်တာကြောင့်တခြားလူကိုတွားခိုင်းလိုက်ပြီးသူကအချိန်ဆွဲလို့ရအောင်ရက်နေမယ်လို့ပြောပါရင်းစနီးမွန်နန်ကနောက်ဆုံးနှုတ်ဆက်ချက်ကပြောကြပြီးတော့တုံးရတာမထွက်ခွာခင်ကက်စီယာကဒီပိကိုသူ့ရဲ့ကြီးစံအားပေးလိုက်ပါရင်းအဝေးရောက်သွားပြီးနောက်ဒီပိကသူ့ရဲ့ဇလိကိုတောက်ပြီးရိုင်းဆိုင်သူကိုစတင်တိုက်ခိုက်ပါရင်းသူကအနေငယ်အနံ့ရခဲ့ပြီးမဲ့ ကြီးမားတဲ့ရိုင်းဆိုင်သူကအနောက်ကနေအားတင်းစွာဝင်ရောက်ပြီးသူ့ရဲ့လေပင်ကိုချိုးပြပါရင်းကြံတဲ့ရိုင်းဆိုင်သူကတခြားသောအသက်ရှင်ကျန်ရဲ့သူ့ရဲ့အနောက်ကိုလိုက်တွားခဲ့တာကြောင့်အဘီဂေးကမိကန့်ကိုတိတ်ဆောင်နေခဲ့တဲ့ကက်စီယက်ကိုကောက်ွယ်ဖို့ပြစ်ခတ်ရပါရင်းသူမကအကူအညီတောင်းပြီးတော့အော်ဟစ်လိုက်တာဟာကိုလိုနီတကားဝကအဆောင်နေရအာယုံကိုဆွဲဆောင်နိုင်ခဲ့ပြီးသူတို့ကအနောက်မှာလိုက်လာနေခဲ့တဲ့စုံမီဝေကိုအမြန်ဆုံးပြစ်တက်ခဲ့ပါရင်းကြံရှိတဲ့ရိုင်းဆိုင်သူအုပ်စုကအလောင်းဝင်တဲ့မီးရောင်တွေကိုမြင်တွေ့တဲ့အခါမှာချက်ချင်းတော်တဲ့ကိုပြန်ဝင်သွားကြပါရင်း အဲ့ဒီနောက်သူရဲ့ကောင်းတွေကိုကိုလိုနီအထဲဝင်ခွင့်ပြုပြီးတော့မိကန့်ကိုစေယုံခန်းစီခေါ်တော့ကတာဖွားဆီယာမတယောက်ကကျူဆိုင်ပေးခဲ့ပါလိမ့်နောက်တနေ့မှနဲ့ကိုလိုနီခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီးကက်ဆီယာကလူသားဝေကိုမယုံကြည်နိုင်တာကြောင့်မကြခင်ထွက်ခွာတင့်ကြောင်းအဘိကေကိုပြောပါရီဒါပေမဲ့အဘိကေကထွက်ပြေးနေရတာနှီးဝဲနေပြီဖြစ်လို့သူ့ကိုလစ်လို့ရှူပါရီအဲ့ဒီနောက်ကဲစီရထားတာဖွားဆီယာမနဲ့စကားပြောပြီးတော့ ကလေးကနေကောင်းပြီမဲ့မိခင်ကနိုင်ရအနေငယ်သာကြံတော့တယ်လို့တရားဝါရီကဲဆရထားသူ့ရဲ့တငယ်ရှင်ကိုတွားတွေ့ပြီးကလေးဟာဟုတ်လို့နမဲပေးထားတဲ့မိန်းကလေးဖြစ်တဲ့အကြောင်းသိလျက်ရပါရင်မိကန်ကလည်းသူ့ရဲ့ဂတိကိုတတိပေးလိုက်ပြီးသူမမတီခင်မိသားစုဒေါက်ကဆွဲချိုးကိုသူ့အားလဲဆောင်ပေးခဲ့ပါရင်အဲ့ဒီအတော်တွင်နော်တန်ဟာဒေါ်တဲကိုရောက်လာခဲ့ပြီးတော့အလောင်းတွေအလုံးကိုတွှေ့ရှိတော့ခဲ့ပါရင် သူလဲပတ်လဲကိုလိုနီကိုလည်းမြင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ရိုင်းဆိုင်သူအုပ်စုကသူ့ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားပေမဲ့သူကချက်ချင်းပဲဆက်နဲ့ထိန်းချုပ်လိုက်ပြီးလက်စားချေချင်းရောက်ပြီးလို့ကြင်ရပါတယ်။ကိုလိုနီမှာဆင်တော့ကက်စီယားဟာဟုတ်ကိုပြုစုစောင့်ရှောက်နေခဲ့ပြီးရှေ့ဆက်မလုပ်ရမှလဲဆိုတော့စဉ်းစားနေခဲ့ပါတယ်။အပီကီကတော့ဒီတာခန်စေကျော်တက်တီနဲ့ယင်းနီလာကညနေပိုင်းမှာပါတီပွဲလေးတစ်ခုမှာပါဝင်ဆင်နွှဲနေခဲ့ပါရီအရက်တွေပီကန်ခဲ့ပြီးအဆောက်နှစ်ယောက်အိပ်ပျော်သွားတဲ့အတွက်စေကျော်တက်အနေငယ်ကအခွင့်ရယူကဥမင်လိုင်းခေါင်းထဲဝင်သွားကြပါရီ အဘီဂေးကလည်းသူရဲ့အနောက်လိုက်သွားခဲ့ပြီးထူးဆန်းတဲ့အဝေးထင်းခလုတ်တစ်ခုကိုတွေ့ရှိလိုက်ပြီးမဲ့သူထိလိုက်တဲ့အခါမှာရော်ဒရစ်ကသူ့ကိုတားဆီးလိုက်ပါရင်သူဟာလေနဲ့ဖွဲ့စည်းထားတဲ့မြို့တစ်ခုလုံးမှာ မိုင်းတွေထောင်ထားပြီးတော့ရိုင်းဆိုင်သူတွေကျူးကျော်လာခဲ့မယ်ဆိုရင်အဝေးထင်းခလုတ်ကဖောက်ခွဲပစ်မယ်လို့ရှင်းပြပါရီလူတောင်းဝေဟာဒီပောက်ကွဲမှုကနေလုံခြုံစွာနေနိုင်ဖို့အတွက်မြေပြင်ကအဖုံးကိုအတုံးပြုပြီးတော့အဲ့ဒီကနေစွန့်ပစ်ထားတဲ့ဆယ်တခုစီတွားရောက်နိုင်မယ်လို့ပြောပြပါရီနောက်တနေ့မနေ့မှာနော်တန်ကလေပေါ်ကအဆောင်တယောက်ကိုမြင်တွေ့ခဲ့ပြီးတော့အကူအညီတောင်းပါရီအဲ့ဒီလူကိုရှင်းလင်းပြရနောက်ရိုင်းဆိုင်သူတယောက်ကရေထဲကိုခုန်ချပြီးကိုလိုနီအထက်တက်ကတခြားအဆောင်ကိုပါတတ်ပြစ်လိုက်ပါရီ အခုဆိုရင်နော်တန်ဟာရိုင်းဆိုင်သူအုပ်စုတစ်ခုလုံးကိုတိုက်ခိုက်ဖို့အတွက်ဆေလွတ်နိုင်ပြီဖြစ်ပါလိမ့်။အသက်ရှင်ကျန်ရစ်သူတွေနေရာအနှံ့အသက်ခံနေရတဲ့အချိန်လက်နက်ကင်လူအနည်းငယ်ကတိုက်ခိုက်ဖို့ထွက်လာကြပါလိမ့်။ အဘီကေဟာရော်ဒရစ်ကိုရိုင်းဆိုင်သူတယောက်စီကကဲတင်လိုက်ပြီးတော့ဆေယော်တဲ့အုပ်စုကိုတာဝန်တွေတတ်မှတ်ပေးလိုက်ပါရင်းလက်နက်ရှိတဲ့သူတွေကပြစ်ခတ်ဖို့ပုံမြင့်တဲ့နေရာကိုရှာဖွေရပြီးတော့ရော်ဒရစ်ကအသက်ရှင်ကျန်တဲ့သူတွေကိုဆယ်စီလမ်းညွန်ပေးရပါရင်းသူကတော့ကက်စီယက်ကိုတွားရှာပါရင်းကိုလိုနီတစ်ခုလုံးဂတိကောက်ဖြစ်နေတဲ့အချိန်တာဘွားဆီယာမာကဟုတ်ကိုကက်စီယက်စီကနေယူထားလိုက်ပြီးသူကအဘီကေကိုရှာဖို့ထွက်သွားခဲ့ပါရင်းတနက်ကင်ထားတဲ့လူတွေမှာကြီးစံတွေကုန်ခန်းလာခဲ့ပြီးတော့ကိုလိုနီခေါင်းဆောင်ကထွက်ပြေးဖို့စူးစမ်းပေမဲ့ရိုင်းဆိုင်သူတယောက်ကသူ့ကိုချက်ချင်းပဲတတ်ပြစ်ပါရင်း အဘီဂေးကလည်းမိန်းကလေးနှစ်ယောက်ကိုတိုက်ခိုက်လို့နေပါဖြစ်ခဲ့တဲ့ဆိုမီတယောက်ကိုပြစ်တတ်ခဲ့ပါရင်ကက်စီယက်ကစေကျော်တဲ့နှစ်ယောက်ကိုကဲတင်ဖို့တက်တော်ကိုဓာတ်နဲ့ထိုးပြပါရင်အဲ့ဒီနောက်အဘီဂေးနဲ့ကက်စီယက်တို့နောက်ဆုံးပြန်ဆုံကြပြီးတနတ်နဲ့လက်နဲ့တိုက်ခိုက်တဲ့နီးဝေကိုပေါင်းဆက်အသုံးပြုကာ ရိုင်းဆိုင်သူတွေကိုအတူတိုက်ခိုက်ကြပါရီသူတို့ကထွက်ပေါက်တစ်ခုကိုမြင်တွေ့ပြီးရနောက်ထွက်ခွာသူတွေနဲ့ပေါင်းဖို့ကြိုးစားပေမဲ့ကက်စီယာကနော်တန့်ကိုမြင်တွေ့တာကြောင့်စိတ်ပြန့်လွင့်သွားခဲ့ပြီးရိုင်းဆိုင်သူတယောက်ကသူ့ကိုရှည်နဲ့တိုက်ကလဲကျသွားခဲ့ပါရီကက်စီယာကအဲ့ဒီအသက်တော်ကိုဓာတ်နဲ့ထိုးနိုင်ခဲ့ပေမဲ့နော်တန့်ဟာသူ့ကိုတွေ့သွားပြီမလို့ပုံမလုံးချုံတဲ့ကဘာတီဆောက်တာအကြောင်းပြောကကန့်လဲပါရီကြိုးစားရုံးကန်ပြီးရနောက်ကက်စီယာကထားရနိုင်ခဲ့ပြီးနော်တန့်ကိုနေရစီတွန်းလိုက်ကဆက်ကရီယာကိုကြိုးပြတ်သွားတဲ့အထိထက်ခါထက်ခါထူရိုက်ပြပါရီ ဲ့ဒီနောက်ကက်စီယက်က RBKC ကိုပြေးသွားတဲ့အချိန်ရိုင်းဆိုင်သူတွေကနော်တန့်ကိုခုံးပြီးတော့တတ်ပစ်ခဲ့ပါပြီးအသက်ရှင်ခြင်းသူတွေဟာဥမင်လိုင်ခန်းကိုဖျက်ပြီးဆဲစီရောက်သွားခဲ့တာကြောင့်ရော်ဒရစ်ကိုပောက်ကွဲစေတဲ့ပစ္စည်းပဲအသက်တွင်းဖို့တောင်းဆိုကြပေမဲ့သူက RBK မထွက်လာသေးလို့တွန်းဆုံနေခဲ့ပါပြီးကိုလိုနီအထက်မှာရိုင်းဆိုင်သူကြီးက RBK ကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်ကက်စီယက်ကလည်းသူ့ကိုပြန်လည်တိုက်ခိုက်ခဲ့ပါပြီးတက်တဝါဒဏ်ရာရပြီးလဲကျသွားတဲ့အခါမှာ RBK ကသူ့ရဲ့လက်ကောက်ကလက်ကောက်ကိုသတိပြုမိသွားခဲ့ပြီးဒါဟာသူ့အဖေဖြစ်နေတာကို ကြောက်လန့်တုံလို့စွာနဲ့တိရှိသွားခဲ့ပါရင်အံ့အားတင့်သွားခဲ့တာကြောင့်သူမတွေ့ဝေးသွားခဲ့ပြီးကက်စီယက်ကသူမကိုတတိဝင်လန်အောင်လှုပ်ပြီးအဖုံးစီကိုဆွဲခေါ်သွားခဲ့ပါရင်ရော်ဒရစ်ကနေရောက်သားဥမင်လိုင်ခေါင်ထဲဝင်တာနဲ့နေရာကိုဖောက်ခွဲရှလိုက်ပြီး ကိုလိုနီကရိုင်းဆိုင်သူအလုံးကိုတတ်ပြစ်လိုက်ပါလိမ့်အဲ့ဒီနောက်အသက်ရှင်ချင်ရဲ့သူရဲ့သူတို့အထက်ကလူတယောက်ကူးဆက်ခံထရရတာကိုတွေ့ရှိသွားခဲ့ပါလိမ့်ကဲစီရကသူ့ကိုတင်းငင်အောင်လှုပ်ဖို့ကြိုးစားနေတဲ့အချိန်ရိုင်းဆိုင်သူတယောက်ကဘေးကမှမတိခုန်ထွက်လာခဲ့ပြီးအဲ့ဒီလူကိုတတ်ပြစ်ခဲ့ပါလိမ့်အဲ့ဒီနောက်ရိုင်းဆိုင်သူကကဲစီရကိုတိုက်ခိုက်ဖို့လှည့်လိုက်ပြီးတော့စစ်ပွဲတစ်ခုစတင်ပါလိမ့်သူတို့နှစ်ယောက်မြေပြင်ပေါ်လဲကျသွားတဲ့အထိတယောက်ကိုတယောက်ဆက်လက်တိုက်ခိုက်ကရိုင်းဆိုင်သူကကဲစီရကို တိုက်ဖို့ကြိုးစားပါတယ်ဒီတစ်ခါအပီကေဟာစိတ်ရှိပြီးအချိန်မှန်ကိုစောင့်နိုင်ခဲ့ကတငယ်ရှင်ကိုထိခိုက်မှုမရှိစေဘဲနဲ့တက်တွာကိုပြစ်ခတ်နိုင်ခဲ့ပါတယ်အသက်ရှင်ကျန်ရသူတွေကကိုလိုနီမီးလောင်နေတာကိုကြည့်ပြီးဘာဆက်လုပ်ရမှာလဲဆိုတာကိုစဉ်းစားကြပါတယ်အပီကေကသူတို့အနေနဲ့ဆယ်မှာအိမ်အသစ်တစ်ခုစောက်လုပ်နိုင်ပါတယ်လို့ပြောပြီးတော့ကက်ဆီယာကသူဟာနော်တန်ရဲ့မဆုစုပ်ကိုခိုးယူခဲ့တဲ့အကြောင်းအဲ့ဒီအထဲမှာလက်စစ်တအားပြီးတိဆောက်နေညွန်ကြားချက်တွေပါတဲ့အကြောင်းဖော်ထုတ်ပြောပြလိုက်ပါရင်ကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။